နေ့စဉ်မိုးလေဝသတင်း2025ခုနှစ်အောက်တိုဘာလ30ရက်နေ့နနက်၈နာရီအချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လယ်အော်ခြေနေကပ်ပလီပင်လယ်ပြင်နှင့်မင်္ဂလာပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် တိမ်အထင်တင်မှတိမ်ထူထပ်နေပြီးကြံမင်္ဂလာပင်လယ်အော်တွင် တိမ်နှင်းငယ်ဖြစ်ထွန်းနေပါသည်ယနေ့ညနေအထီးခံမှန်းချက် မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တို့တွင်တိမ်အတင်းအတဲ့ဖြစ်ထွန်းပြီးတနင်္သာရီတိုင်းဒေသကြီးတွင်နေရအနှံ့ပြားရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်နေရာကျဲကျဲနှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရံရာနှုံးပြေဖြစ်ပါသည် ိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါသည်မြမပင်လေပြင်းမြမကံယိုရန်တလျှောက်နှင့်ကန်းလွန်ပင်လေပြင်းတို့တွင်တခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းအတင်းအတင်းမှလှိုင်းကြီးနိုင်ပါသည် နောက်နှစ်ရက်အတွက်ခံမှန်းချက် ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပါသည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါသည်ရွာရန်ရာနှုန်း60ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာမည် ရွာရံရနုံ80ဖြစ်ပါသည်။မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထီးခန့်မှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါသည်။ရွာရံရနုံ60ဖြစ်ပါသည်။